ဒီညမှာ ရှင်ပြိုင်ကစားမယ်မန်ချက်စတာယူနိုက်တက်နဲ့တော်တင်ဟော့စ်ဘားတို့ရဲ့ပွဲထွက်လူစည်းအခင်းချင်းကိုချင်းကပ်သုံးသက်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာမင်္ဂလာပါကိုခင်းအစ်စတာဖုတ်ဘောရှူအနေကျူဒူဝါရီကျွန်တော်ကိုခင်းပါဒီညမြန်မာစံတော်ချိန်တနအိခွဲမှာရှင်ပြိုင်ဘိုလ်လူကြတော့မယ်မန်ချက်စတာယူနိုက်တက်နဲ့တော်တင်ဟော့စ်ဘားတို့ရဲ့ပွဲထွက် line up စီးရင်ကိုကျွန်တော်တို့သုံးသက်ဆွေးနွေးမှုအနေနဲ့လုပ်လိုက်ရအောင်ခင်ဗျာ ဘယ်ကစားသမားတွေကိုဘလို့အသုံးပြုမလဲဆိုတာထက်တော်တင်ဟော့စပါရဲ့ဘယ်ကစားသမားတွေကပြီးပါအောင်လိုက်သွားလဲပြီးရင်အဲ့ဒီကစားသမားတွေကဘသူ့ကိုပွတ်တော့ခွင့်တုံးလာနိုင်တယ်လဲအဲ့ဒီပိုင်းကိုကျွန်တော်အရင်စဆွေးနွေးမယ်ပြီးရင်မန်ချက်စတာယူနိုက်တက်ရဲ့ training ground ကလေ့ကျင့်ထားတဲ့ကစားသမားတွေရဲ့စရင်ကိုကျွန်တော်ပြန်ပြီးတော့ analyze လုပ်ကြည့်မယ်ဒါဆိုရင်အနည်းဆက်ဆုံးအဖြေထွက်မှာပါဟုတ်ပြီအဲ့တော့တော်တင်ဟော့စပါအနေနဲ့ဘယ်ကစားသမားတွေကိုပြီးပါအောင်ခေါ်ဆောင်သွားတယ်လဲ ဂိုဒမာဗီဂါရီယိုပါလာပါတယ်။အရန်ဂိုဒမာကင်းစကီပါပါတယ်။ကျွန်တော်တို့ဒီဘောလုံးပွဲမတိုင်ခင်တပတ်နှစ်ပတ်လောက်ကထွက်ထားတဲ့သတင်းတွေအရလိုမျိုး James Madison မပါဝင်နိုင်ဘူးဆိုတာမဟုတ်ပါဘူး။ပြန်ပြီးတော့ပါဝင်လာနိုင်ပါတယ်။ဒါပေမဲ့ Vaj Ball နဲ့ Kulusevski ကတော့မပါဝင်ပါဘူးခင်ဗျ။ Okay အဲ့တော့ကျွန်တော်ဂိုဒမာပြောပြီးဆိုတော့နောက်တန်းမှာ Pedro Porro, Jeff Pence, Mickey Van Even, Christian Romero နဲ့ Ben Davies တို့ ပါဝင်လာပါတယ်။ကွင်းလေကစားသမားတွေကိုကြည့်မယ်ဆိုရင်တော့ Column, Olasi, Damola, Ajayi, Papesa, Bandanga, James Madison, Mickey Moore, Brandon Johnson, Wilson, Orobadu ဖြစ်ပါတယ်။ကျွန်တော်တိုက်စစ်စုဖွဲ့မှုကိုကြည့်မယ်ဆိုရင်တော့ Captain Soyun Min, Mathis Tell, Richard Lee Sin, Dominic Stolanki, Dane Scarlett, Will Lancashire ဖြစ်ပါတယ်။ဆိုတော့ တချို့အသင်းနဲ့မပူးပေါင်းတာကြာပြီဖြစ်တဲ့ကစားသမားတွေလည်းဘီဘာကိုလိုက်သွားတယ်ဥမာပြောရင် Richard Leeson လိုကစားသမားမျိုးပေါ့ဒီကစားသမားတွေဘီဘာကိုလိုက်သွားတဲ့ဆိုပေမဲ့ပွဲထွက်ခွင့်ရဖို့မရဘူးဟာအတိအကျပြောလို့တော့မရဘူးဥမာပြောရင် James Madison လိုကစားသမားမျိုးဗျာပွဲထွက်ခွင့်တနေရာ H Pastikalu ဟိုယုံကြည်ကြည်နဲ့ဒီပွဲအတွက်ပေးပါမလား အတုထက်ပိုပြီးကြံ့ခိုင်မှုကောင်းတဲ့ပလေယာတွေပေးပါမလားဆိုတာကလည်းကျွန်တော်တို့တစ်ချက်ပြန်ဆွေးနွေးရမယ်သဘောမျိုးဖြစ်ပါတယ်။သို့တော့အခုဘီဘာအိုကိုတွားတဲ့တော်တင်ဟော့စပါလူစင်းကတော့တော်တော်လေး solid ဖြစ်တယ်လို့ပြောရမယ်။ကူလူဆက်စကီနဲ့ဘာဂျ်ဗောလ်မပါဝင်တာကလွဲရင်ဂျန်နဲ့ပလေယာအစုံအလင်းပါဝင်လာတာကိုတွေ့ရပါတယ်ခင်ဗျ။အဲ့တော့ United ရဲ့လူစင်းကိုကျွန်တော်ပြောပြပေးပါမယ်။ဒီလူစင်းကတော့ Manchester Evening News မှာဖော်ပြထားတဲ့လူစင်းပါ။ကိုသမားတွေထဲမှာဆိုရင်ဒါအိုနာနာ ဟီဒန်ဘယင်းသားပါဝင်လာတယ်။ဒါမဲ့ဟိုဘယင်းသားတို့ဟီဒန်တို့ပါခြင်းမပါခြင်းကပြဿနာမရှိဘူးဗျာ။အဓိကဂိုးသမားအန်ဒရီအိုနန်နာနော်ပေါ်ထခွင့်တနေရာမှာပြန်လဲပါဝင်လာနိုင်တဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်။သူပဲပွက်ထွက်မှာပါ။ကျွန်တော်ဒီဖန်နာရီထဲမှာဆိုရင်ထူးခြားတာတစ်ခုကဒီဂိုဒါလိုတို့ယိုရိုတို့ပြန်ပြီးပါဝင်လာပါတယ်။ယိုရိုကလည်းတပတ်နှစ်ပတ်လောက်နားရမယ်လို့သတင်းတွေထွက်ခဲ့ပေမဲ့အခုပြန်လည်လေးချင်းဆင်းလာတဲ့အခြေအနေမျိုးကဒီပွဲအတွက်ပါဝင်မလားပေါ့ ဒါ့အပြင် heaven ကလည်းရှိပွဲတွေမှာတော့အနေငယ်ကစားကွင်းရထားတဲ့အခါကျတော့ United ရဲ့ဒဏ်ရကစားသမားရဲ့လေဒီပွဲအမီပြန်ပြီးတော့ကောင်းလာတယ်လို့ပြောလို့ရပါတယ်။သို့တော့တူးချင်းလေးချင်ကန်းဆင်းနေတဲ့ Mathias Delay ကတော့ဒီပွဲစဉ်ပါဝင်ဖို့ကမတိကြတော့ဘူးလေ ဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ကစားသမားတွေထဲမှာ Mazra Uri, Maguire, Luke Shaw, Heaven, Amex, Fredericksen, Landeloff, Johnny Evans အကုန်ပါပဲ။ ကျွန်တော်ကွင်းလေကစားသမားတွေကြည့်မယ်ဆိုရင်တန်ကြီးပါတယ်ဘရူနိုဖာနန်ဒက်စ်ပါတယ်မေဆင်မောင်းအရစ်ဆင်အတင်းနဲ့ပေါ်တော့ခွင့်မရအကြိုက်ဖြစ်တဲ့ထိုဘီကိုလီယာမန်နျူအယ်ဥဂါတီကိုဘီမိန်းနူတို့ဖြစ်ပါတယ်ကျွန်တော်ကွင်းလေကစားသမားစုပွဲမှုထဲမှာဆိုရင်လေတိုဘီကိုရတောင်ပြန်လဲပါဝင်လာပြီကျန်တဲ့ပလေယာတွေကတော့ငကိုကလေးကအတင်းနဲ့ထိတွေ့မှုရှိတဲ့ပလေယာတွေပါတိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်အလီယန်ဒရိုဂါနာချိုဂျိုရှောဇက်ဇီအာမဒီယာလိုရာမုစဝိုင်လန်နဲ့ ်ချီရိုအိုဘီတို့အပါဝင်လာပါတယ်။ဆိုတော့ထူးခြားတာတစ်ခုကဂျိုရှုဇက်ဇီပေါ့။ဇက်ဇီကအသင်းနဲ့မပူပေါင်းတာကြာပြီ။တိုးတော်လည်းဒီ final ပွဲစဉ်အမီပြန်လဲပူပေါင်းခဲ့တဲ့သဘောမျိုးပေါ့။လေးချင်းရအပြည့်စင်းတယ်ဆိုတော့ဟိုအင်ပြည့်အပြည့်ဖြစ်နေနိုင်တယ်ပေါ့နော်။ Marius Sterling နဲ့တော့အချိန်နေချင်းမတူညီပါဘူးခင်ဗျာ။အဲ့ဒီအတွက်ကြောင့် United တသင်းလုံးကိုပြန်ပြီးတော့ကျွန်တော်တို့ဟိုခြုံကြည့်မယ်ဆိုရင် delete ကလွယ်ပြီးကျန်တဲ့ player တွေအားလုံးအင်ပြည့်အပြည့်ရှိပါတယ်။အဲတစ်ဖက်က Tottenham Hotspur ကလည်း ကူလူဆက်စကီနဲ့ဘာဂျ်ဗောကလည်းကျန်တဲ့ပလေယာတွေအားလုံးဟာအင်ပြည့်အားပြည့်ပါဝင်လာမဲ့သဘောမျိုးပါ။ဟောတော်တင်ဟော့စ်ပါမှာကျွန်တော်တို့ဘစ်ဆူမာတို့ဥရုဂီတို့တော့မပါဘူးပေါ့နော်။ကျွန်တော်အဲ့ဒါလေးနည်းနည်းကြံခဲ့လို့ပါ။ Okay ကျွန်တော်ဘလို့ပွဲထွက်လာနိုင်တယ်လဲဆိုတဲ့အပိုင်းမှာဆက်လက်ဆွေးနွေးပါမယ်။တော်တင်ဟော့စ်ပါကိုပေါက်တနီယံမှာတော့ကျွန်တော်ဗီကာရီယိုကလွဲပြီးကျန်တဲ့ကိုသမားကိုတော့ပွဲထွက်မယ်လို့မထင်ပါဘူး။အဲ့တော့နောက်တဲ့နှစ်ယောက်နေရာမှာကျွန်တော်တို့တစ်ချက်စဉ်းစားရမှာမေကာဗန်ဒီဗင်နဲ့ရိုမဲရိုပဲပေါ်တော့ခွင့်ပေးမလားပေါ့။ H Pastikalu ဒီဒီကစားသမားတွေကိုဘလုံးရာဒီအစမှာတေချာတုံးခဲ့ပေမဲ့ဒဏ်ရပြီးတဲ့နောက်ပိုင်းမှာသူတို့ကလည်းပုံမှန်စွမ်းဆောင်မျိုးမရတော့ဘူးဗျ။တိုးတော့သူတို့ပဲတုံးရမှာပဲဗျ။အရှိန်ရှိတယ်လေဖျဲလို့ရတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့် Van Diven Romero လို့ပဲကျွန်တော်ထင်ပါတယ်။အဲ့တော့ကျွန်တော်ပေါ်ရိုပါဝင်လာတဲ့အကြောင်း right back မှာပေါ်ရိုဖြစ်ပြီးတစ်ဖက်မှာ Uroki မပါတဲ့အတွက် Jaspers ကိုပဲအသုံးပြုလာနိုင်တယ်လို့ထင်တယ်။ဒီနေရာမှာကျွန်တော်တို့နောက်ထပ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Van Davies ကိုတုံးနိုင်လားဆိုတဲ့အပိုင်းလည်းစဉ်းစားလို့ရတယ်။တိုးတော့ Van Davies က ပွဲထွက်ခွင့်မရတာကြာပြီဖြစ်တဲ့အတွက်ကြောင့် Jaspers ကိုပဲပွဲထွက်ခွင့်ပေးလာနိုင်တယ်။ကျွန်တော်အထိုင်တနေရာမှာစဉ်းစားရမှာဘီဆူမမပါတဲ့အတွက်ပပေးစာထိုင်ကိုထိုင်ပါလိမ့်မယ်။အဲ့တော့ပပေးစာနဲ့ဘီနာကဘသူ့ကိုတွဲသုံးမလဲဆိုတဲ့အပိုင်းကျွန်တော်စဉ်းစားရမယ်။အဲ့တော့ကျွန်တော်ဘေးမှာတော့ဘန်တန်ကလည်းပြန်ပြီးကောင်းလာတဲ့အတွက်ဘန်တန်ကပပေးစာအတွဲပုံစံမျိုးလေးဖြစ်နိုင်ပါတယ်။အလယ်မှာတော့ James Madison ကိုပွဲထွက်ခွင့်ပေးကောင်းပေးလာနိုင်တယ်။ ဆဗီဂျူရှင်မှထိုင်ခိုင်းမှာတက်ဆိုင်ကျွန်တော်ကတော့ပရခွင့်ပေးမယ်လို့တင်တယ်တဖက်မှာဆွန်ညွန်မင်းဒီတဖက်မှာကျွန်တော်တို့တေချာစဉ်းစားမယ်ဘရန်ဒန်ဂျွန်ဆင်ကိုပေးမလားဒါမှမဟုတ်မက်သစ်ဒဲလ်ကိုပဲရိုက်ဝင်းမှာထုတ်သုံးမလားဆိုတာတစ်ချက်စဉ်းစားကြည့်စီရပါအိုရိုဘက်ကတော့ဟိုပြီးမှပဲဟိုဒုတိယပိုင်းလောက်ဝင်လာဖို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာမက်သစ်ဒဲလ်နဲ့ဘရန်ဒန်ဂျွန်ဆင်တယောက်ယောက်ဖြစ်နိုင်ပါတယ်တိုက်စစ်ပိုင်းမှာကတော့ဒိုမီနစ်ဆိုလန်ကီပဲပွဲထွက်မှာပါကဲယူနိုက်တက်ရဲ့အခင်းကျင်းကိုတစ်ချက်ထပ်ဆွေးနွေးပါမယ် ်ကိုသမားအန်ဒရေးအိုနာနာနော်ဒါတော့အလုံးအမြင်တူမယ်လို့ထင်တယ်နောက်တန်း၃ရက်မှာဟယ်ရီမက်ဂွိုင်းယားအလဲထိုင်မယ် SCB RCB ကိုကျွန်တော်တစ်ချက်စဉ်းစားရမယ်ဘာကြောင့်လဲဆိုတော့ယူရိုလည်းပြန်ကောင်းလာပြီဆိုတဲ့အခါကျတော့ဟိုယူရိုပွဲတော်ခွင့်တနေရာပေးမလားပေါ့နော်ဒါမှမဟုတ်ရင်အမတ်ကို right wing back ထုတ်ပြီးတော့မဇရာဦးရီကို RCB ပုံစံမျိုးတွေထည့်မလား ရွေးချယ်စရာကတော့များသွားတယ်ပေါ့ဒါကတော့ဟိုကျွန်တော်ရဲ့အာပေါ်ပါကျွန်တော်မြင်တာပါတကယ်ပွဲကစားတဲ့အခါကျရင်ကျွန်တော်တို့မထင်မှတ်တဲ့ပုံတံတန်မျိုးနဲ့ရူဘင်အမော်ရင်၃လဲ၃လာနိုင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာမှာလီနီယိုကိုတည်ပြီးတော့ကျွန်တော်ဒီဘက်မှာလန်ဒလော့ဖ်ကိုအသုံးပြလာနိုင်တယ်လို့ထင်တယ်အဲ့တော့လန်ဒလော့ဖ်ဟယ်ရီမဂွိုင်းယာလီနီယို၃ယောက်ပေါင်း3ဘက်ကတော့ကျွန်တော်တို့မက်ဇရာဥရီကို၃ယောက်တန်းခံစင်းမှာထားရတဲ့တော့ပို့ပြီး solid ဖြစ်ပါတယ် ဟာဗန်ကိုပွဲတော်ခွင့်ပေးတာတဲ့ယူရိုဒီလိုပွဲမျိုးမှာပွဲတော်ခွင့်ပေးလာနိုင်တယ်ဗျအဲ့တော့ယူရိုခေါင်းကြီးလန်ဒလော့ဖ်โอเคအဲ့တော့ကျွန်တော်ဝင်းဘက်ကြီးကြည့်မယ်ဆိုရင်မဇရာအူရီရဲ့၃ယောက်တန်းခံစစ်မှာမကစားအူထရာနဲ့တေးချရတယ်ဒီကိုရောက်လိမ့်မယ်အဲ့တော့မဇရာအူရီ right wing back ထွက်လိမ့်မယ်ကျွန်တော် left wing back မှာ Patrick Dorgu ကစားပါလိမ့်မယ်အဲ့တော့အထိုင်၂ယောက်ကလည်းရှင်းတယ်ဗျ United ရဲ့ဟိုယူရိုပါလိပွဲတွေတော်တော်များများခြေသွင်းပြခဲ့တဲ့ Miffy Ju ကိုပေါ့တက်နဲ့မန်ယူအူကားတွေပဲ မေစင်မောင်းနေပါရဲ့ထဲ့မှာမဟုတ်တန့်နဲ့ဥကားတွေပဲထိုင်မှာတန့်ထိုင်ပြီးတော့ဥကားတွေကဘောဝင်နေလိုက်လို့နေပြီအဲ့ကျွန်တော်ရှေ့ကအတက်ကင်မီဖီဒါနှစ်ယောက်ကလည်းဟိုရှင်းပါတယ်ကျွန်တော်ကတော့ဂါနာချိုပဲပွဲတော်ခွင့်ပေးမယ်လို့ထင်တယ်ဂါနာချိုနဲ့တစ်ဖက်ကဘရူနိုဖာနန်ဒက်စ်ပေါ့နော်တိုက်စစ်ပိုင်းမှာဝိုင်လမ်းပဲဆက်လက်ပွဲထွက်လာမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်ညီကိုတွေနဲ့အမြင်ချင်းအနှဲငယ်ကွဲတဲ့နေရာရှိတဲ့နေရာတွေကဂနာချူနဲ့အိုက်ဝိုင်လန်နေရာပေါ့ဟာဘရိုဂနာချူနေရာမှာ အမတ်လည်းထဲကောင်းထဲနိုင်တယ်အဲဒါမှမဟုတ်လေကျွန်တော်တို့ white line နေရာမှာ Joshua Zexy လည်းထဲကောင်းထဲနိုင်တယ်စသဖြင့်ပေါ့တိုးတော့အသင်းနဲ့ပို့ပြီးတော့လိုက်ပါစီးမျောထားတဲ့ပလီယာတွေကဂနာချိုနဲ့ white line ဖြစ်နေတယ်အဲ့တော့ဂနာချိုကိုထဲမယ်တစ်ဖက်မှာလည်းကျွန်တော်အမတ်ကိုလည်းထဲလို့ရပင်မဲ့ပွဲကဘာဖြစ်မှန်းမသိဘူးဂိုးလို့တဲ့ဟာလည်းဖြစ်ကောင်းဖြစ်မယ်ခန်းစစ်ကစားတာလည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့တိုက်စစ်အာတန်နဲ့ အာမတ်နဲ့ကနာချူနှစ်ယောက်ထဲကတယောက်ကိုတော့ခြံထားမှာပဲအာမတ်ရောကနာချူရောထဲ့ပြီးဘျုံးကွာဆိုတာထက်မန်ဇရာဥရီလိုထိန်းနိုင်တဲ့ပလီယာကိုဝင်းဘတ်ထုတ်ပြီးဒီနေရာမှာကနာချူထဲ့လိုက်မယ်စူပါဆက်အဖြစ်အာမတ်ကိုပြီးမှထဲ့လိုက်မယ်ထို့နည်းတူပဲကျွန်တော်ခွိုင်လန်းအဆင်မပြေဘူးဆိုရင်ဂျိုရှီယာဇက်ဇီးနဲ့ပြောင်းနိုင်ပါတယ်ခင်ဗျာဒါတော့ဒီညပေါ်ထွက်လာနိုင်တဲ့အခြေအနေပေါ်မှာကျွန်တော်ရဲ့အမြင်သုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါကျွန်တော်ညီကိုရောဘလို့အမြင်နေရှိတယ်လဲကောမန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်ခင်ဗျာ